င်ဆောင်နေတဲ့မိမိတွေပဲဖြစ်ဖြစ်မိဖွားပြီးကစားမိမိတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဘိုက်ကလေးကိုကိုဝင်မဆောင်ခင်ကအတိုင်းကြီးကြီးလေးလေးလေးပြန်လို့ခြင်းတဲ့မိမိတွေရှိလားမသိဘူးနော်ကိုဝင်ဆောင်ပြီးမိဖွားပြီးရနဲ့ကိုယ့်ရဲ့ဘိုက်ကိုအရင်လိုမျိုးပြန်လို့ခြင်းနဲ့အပြိုတော့လို့မဟုတ်ရင်တော့မှပဲကိုဝင်မဆောင်ခင်ကအတိုင်းကြီးကြီးလေးလေးလေးပြန်လို့ခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါနော် ဒီပြိုလေးထဲမှာမိမွားပြီးတဲ့အခါကိုယ့်ရဲ့ဖိုက်ကိုအရင်လိုမျိုးပြန်ချအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးမစားခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ရတဲ့ရင် subscribe လုပ်ပေးပြီးတော့ဗီနာ notification လေးကိုလည်းဖိတ်ခဲ့ပေးပါအောင်ရှင်။ မိမိတွေမိဖွားပြီးအာနဲ့ဘိုက်ကလေးကတဘာဝအတိုင်းသေးပြီးတော့ပြန်ချက်သွားမှာပါနော်ဒါပေမဲ့ဘိုက်ပြန်ချက်တဲ့နေရာမှာမြန်ဆန်စီဖို့အတွက်ဆိုရင်ညီမအခုပြုရပေးသွားမယ်နီလန်းလေးတွေကိုလုတ်ပေးလို့ရပါတယ်တခုတတိထားမှာကအခုညီမပြုရပေးသွားမယ်နီလန်းတွေကရိုးရိုးမွေးထားတဲ့မိမိတွေအတွက်သာဖြစ်ပြီးတော့ခွဲမွေးထားတဲ့မိမိတွေအတွက်မဟုတ်ပါဘူးနော်ခွဲမွေးရဆိုတာကဘိုက်ပေါ်ကိုဓာတင်ပြီးတော့အည်ပြားတွေကြွက်သားတွေနဲ့အစီတွေကိုခွဲထားတာဖြစ်တဲ့အတွက်ရိုးရိုးမွေးထားတဲ့မိခင်တွေထက်စာရင်ခွဲမွေးထားတဲ့မိခင်တွေကအနာကျလာလဲကြာတယ်လို့ဘိုက် ြန်ချက်ဖို့လည်းအချိန်ပိုယူရပါရဲ့ရှင်။ဒါဆိုရင်တော့ဘလို့နီးလန်းလေးတွေဖြစ်မလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်။ ထမတစ်ချက်ကတော့ရေမြမြတော့ပါနော်ခန္ဓာကိုယ်ကကိုရေဘလောက်တော့လဲဆိုတဲ့အပေါ်မူတည်ပြီးတော့အများကြီးပြောင်းလဲနိုင်ပါတယ်မလိုအပ်တဲ့မကောင်းတဲ့အရေတွေသွေးတွေခန္ဓာကိုယ်တွေကထွက်သွားဖို့ဆိုရင်အဲ့နေရာကိုအစားထိုးဖို့အတွက်ရေဓာတ်အလုံးလောက်လိုအပ်ပါတယ်တကယ်လို့ခန္ဓာကိုယ်ထဲမှာရေဓာတ်နည်းနေမယ်ဆိုရင်ပို့ပြီးတော့တော့မှဖောဖောရောင်ရောင်ကြီးဖြစ်လာနိုင်ပါတယ်ရှင်အထူးသဖြင့်နိုးတိုက်နေတဲ့မိမိတွေဆိုရင်ရေကိုပို့ပြီးတော့တောက်ပေးဖို့လိုအပ်ပါတယ်ရှင် နောက်တစ်ချက်ကတော့လိုရှင်းလိမ့်ပါနော်လိုရှင်းလိမ့်တာကဘိုင်းရီပြောင်းနူးညံ့ပြပြောင်းစေပြီးတော့ကျုံနိုင်ဆန်းနိုင်တဲ့ဂုဏ်သတ္တိကိုလည်းပြန်လည်ရရှိစေပါတယ်။အဲ့ဒါအပြင်သွေးလက်ပတ်မှုကိုလည်းကောင်းမွန်စေနိုင်ပါတယ်ရှင်။နောက်တစ်ချက်ကတော့ဘိုက်စီဝတ်ပါနော်ဘိုက်စီဝတ်တာကခါးနာတာကိုတက်တာစေပြီးတော့ဘိုက်ထဲမှာရှိတဲ့ကြွက်သားတွေကိုပုံမှန်နေရာရအောင်လို့လည်းထိမှတ်ပေးနိုင်ပါတယ်ရှင်။အဲ့ဒါအပြင်တအိမ်ကိုလည်းညှစ်ပေးသလိုဖြစ်ပြီးတော့တအိမ်ထဲမှာကြံနေသေးတဲ့အရေတွေကိုလည်းထွက်စေပါရဲ့ရှင်။ နောက်တစ်ချက်ကတော့ဘိုက်ကိုနှိမ့်နေပေးပါနော် ိုက်ကိုနှိမ့်နေတာကတော့အချိန်နည်းနည်းစောက်ပေးဖို့လိုအပ်ပါတယ်။မိဖွားပြီးပြီးချင်းဆိုရင်တအိမ်ကတဖြည်းဖြည်းနဲ့ကြုတ်ဝင်နေတဲ့အတွက်ကြောင့်မို့လို့နာတတ်ပါတယ်။နှိမ့်လိုက်လို့နာနေသေးရဲ့ဆိုလို့ရှိရင်ဒါကနှိမ့်နေဖို့အတွက်အချိန်စောသေးရဲ့လို့သတ်မှတ်လို့ရပါတယ်။ပြီးတော့ဒီလိုမျိုးဖိုက်ကိုနှိမ့်နေတဲ့အခါမှာလည်းလိုရှင်းလေးဖို့မမေ့ပါနဲ့နော်။လက်ချောင်းလေးတွေသုံးပြီးတော့ဖိအားအရန်မထည့်ပဲနဲ့ဆက်ဝိုင်းပုံတံတန်းလေးနှိမ့်နေပေးပါ။ဘိုက်ရဲ့ဘေးသားတွေကိုလည်းနှိမ့်ပေးဖို့မမေ့ပါနဲ့နော်။တခုတတိထားမှာကအရေးပြားတွေကိုအတင်းဆွဲမဖိမိစေဖို့အတွက်တတိထားပေးတင်ပါရဲ့ရှင်။ ှင်။နောက်တစ်ချက်ကတော့လမ်းလျှောက်လို့ရတယ်ဆားလျှောက်ကြည့်ပါနော်။တနစ်ကို9မိနစ်လောက်စပြီးတော့လမ်းဆားလျှောက်ကြည့်တင်ပါတယ်။လမ်းလျှောက်တာကဘိုက်ရဲ့ကြွက်သားတွေကိုအသုံးပြုရတဲ့အတွက်ကြောင့်မို့လို့ဘိုက်ကိုအမြန်ဆုံးတင်းရင်းစေပါရဲ့ရှင်။အဲ့ဒါအပြင်တဲ့အိမ်ထဲမှာကြံနေသေးတဲ့အရေတွေကလည်းလမ်းလျှောက်လိုက်တဲ့အတွက်ကြောင့်မို့လို့ထထွက်သွားနိုင်ပါရဲ့ရှင်။ ။ပြီးပွားပြီးတဲ့အချိန်မှာတက်တော့တက်တာနဲ့လှုပ်လို့ရတဲ့ဘိုက်ကြွက်သားလေးချိန်ခန်းတွေအများရှိပါတယ်။ဥပမာကက်ကောင်းလို့ခေါ်တဲ့ယောဂပုံစံတစ်မျိုးပါ။ပထမအဦးဆုံး၄ဘက်ထောက်လိုက်ပါ။တစ်ဖြည်းဖြည်းခေါင်းကိုကော့လိုက်ပြီးတော့၂စက္ကန့်နဲ့၅စက္ကန့်လောက်အထိအဲ့ဒီအနေထားမှာနေပါ။ဖြည်းဖြည်းချင်းဖြေလျှော့ပြီးတော့မျက်နှာချက်ကိုမျက်နှာမှုပြီးတော့ဘိုက်ကြွက်သားတွေကိုအကျောလျှော့ဆန်းထုတ်လိုက်ပါ။ဒီလိုပုံစံအောင်လဲ၂စက္ကန့်နဲ့၅စက္ကန့်လောက်အထိပြုလုပ်ပေးပါနော်။ နောက်တစ်ချက်ကတော့ no တိုက်တာပါเนาะမိမိရက် no မထွက်ဘူးဆိုတာကိုသိပေမဲ့ no တိုက်တာကကယ်လိုရီတွေကိုလောင်ကျွမ်းစေတဲ့အပြင်အစီပမာဏတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်ရှင်။အဲ့ဒါအပြင် no တိုက်တာကတက်အိမ်ကိုလည်းပြန်ကျုပ်စေနိုင်ပါတယ်။ဒါကြောင့်ဗိုက်ပြန်ချက်ဖို့အတွက်ဆိုရင် no တိုက်တာကလည်းအရေးကြီးပါတယ်ရှင်။နောက်ဆုံးတစ်ချက်ကတော့ဖြည်းဖြည်းချင်းပြန်စားတင်ပါနော် အရာပေါ်မှာပဲလဲနေတာကြားတဲ့အတွက်လှုပ်လှုပ်ရှားရှားပြန်နေခြင်းနဲ့လမ်းလျှောက်ခြင်းနဲ့ဆိုတာကတဘာဝပါပဲဒါပေမဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်အကြောင်းကိုကအတိဆုံးပါနော် လေးကျင်ကနေလောဘအတွက်အဆင်သင့်ဖြစ်ပြီလားဆိုတာကိုတခြားလေးဆန်းစစ်ကြည့်တင်ပါတယ်။မိမွားပြီးတဲ့ခန္ဓာကိုယ်ဟာအားနည်းနေသေးတဲ့အတွေ့အကြုံမို့လို့မတည်ကြသေးပဲနဲ့ဗိုက်ပြန်ချက်စီခြင်းစောနဲ့လေးကျင်ကနေလှုပ်လိုက်မှဆိုလို့ရှိရင်ချော်လဲတာ၊ကြွတ်တက်တာ၊ခါးနာတာစသဖြင့်ဝေဒနာတွေပိုဆိုးသွားစေနိုင်ပါတယ်ရှင်။ညီမအခုပြပြပေးခဲ့တာတွေကတော့မိမွားပြီးတဲ့မိမိတွေအနေနဲ့ဗိုက်ပြန်ချက်ဖို့အတွက်လှုပ်ပေးလို့ရတဲ့နည်းလမ်းကောင်းတွေပဲဖြစ်ပါတယ်။ညီမရဲ့ဗီဒီယိုလို့အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်နော်။